ယူနိုက်တက်သင်းရဲ့နေပြရူဘန်အမိုရီယန်နေနဲ့လမ်းကြောင်းမှန်ကိုရှာတွေ့သွားပြီလားဒီအကြောင်းအရနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးသုံးသပ်ကြည့်ပါမယ်ယုံဆုံးပြောမယ်ဆိုရင်တော့ရူဘန်အမိုရီယန်ကလွန်ခဲ့တဲ့လအနည်းငယ်လောက်ထိကိုဖိအားတွေဝေဖန်မှုတွေရလက်ဆိုးတွေဒီထွက်ပေါ်လာခဲ့ပါတယ်သူတို့ပြောမယ်ဆိုရင်တော့ရူဘန်အမိုရီယန်3421ဆိုတဲ့ကစားကွက်ကိုယူနိုက်တက်ရဲ့ပြည်သူတွေအနေနဲ့မေကွန်ထုတ်ခဲ့ကြပါတယ်သူတို့ပြအစင်ပြေပါမလား3ဘက်ကြီးနဲ့ ကင်တွေတာ United အနေနဲ့နောက်တန်းကပြဿနာတက်နေမှာလားဆိုရဲဒီလိုမေးခွန်းပေါင်းများစွာဒါ Ruben Amorim ပေါ်မှာဒါဝေဖန်မှုတွေရှိခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့ Autobala ရဲ့အပြောင်းလဲကမယုံနိုင်စရာကောင်းတယ်ပေါ့နော်ကျွန်တော်တို့၃ဘွဲဆက်နိုင်ဘွဲကိုရှာဝေတွေ့ရှိခဲ့ပြီးတော့ Liverpool လို့အသင်းကြီးကို2-1ဆိုရဲရလနဲ့အဝေးခွင့်မှာအနိုင်ရရှိခဲ့တာကြည့်မယ်ဆိုရင် Amorim ရဲ့ United အသင်းကတကယ်ကမှမှန်ကန်တဲ့လမ်းကြောင်းမှန်ပေါ်ကိုရောက်ရှိလာပြီလားဆိုတာကိုကျွန်တော်တို့ဒီနေ့ဝေဖန်သုံးသပ်ကြည့်မှာဖြစ်ပါတယ်အချက်အလက်အရဆိုရင်ကျွန်တော်တို့ United ကတကယ်ကိုတည်ငြိမ်လာပြီလို့တော့ပြောလို့ရတယ် Liverpool အနိုင်ကစားပြီးတော့နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ Brighton နဲ့ပွဲစဉ်မှာ၄ဂိုး၂ဂိုးဆိုတဲ့ရလဒ်နဲ့ထပ်မံပြောင်းမှာအနိုင်ရရှိတယ်ဒါကိုကြည်ချင်းအဖြစ်ကျွန်တော်တို့ Manchester United ကနီးဖြူဟာပိုင်းနီးစနစ်ပိုင်းမှာတော်တော်လေးဟိုမှာ တည်ငြိမ်လာတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ပထမဦးဆုံးပြောမယ်ဆိုရင်တော့ဒီပြားရူဘန်အမိုရင်ရဲ့ PR တွေတည်တည်တာရောက်ကြသွားတယ်လို့မြင်တယ်။ဘာကြောင့်လဲ။ဘာကြောင့်လဲဆိုတော့ဘုတ်ဖွဲ့ရဲ့ဒါထောက်ခံမှုကိုရူဘန်အမိုရင်ကအပြည့်အဝရထားတယ်လို့စာဂျင်ရက်ကလစ်ကလည်းဒါ၃နှစ်ချီဒါတက်တန်ပြီးထားတဲ့အနေထားမှာဒီပြားတယောက် အတွက်အတင်းအတွက်ဒါရေရှည်စီမံကိန်းအကောင့်တွေဖော်နိုင်တဲ့ဒါအတိုင်းအတာတစ်ခုဖြစ်သွားတာနဲ့အညီ သူ့ရဲ့ဒါ pressure တွေပေါ့နော်ဖိအားတွေရဲ့အောက်ကနေပြမရောက်ကြသွားလို့မြင်တယ်ဒါကကျွန်တော်ပြောမယ်ဆိုရင်အပေါင်းလက္ခဏာဆောင်တဲ့အပြုသဘောဆောင်တဲ့ပြောင်းလဲမှုတစ်ခုပဲဖြစ်ပါတယ်နောက်ထပ်တစ်ချက်အနေနဲ့ပြောမယ်ဆိုရင်တော့နီးပြ Ruben Amorin ရဲ့3421ကစားကွက်ပေါ့နော်နီးပြ Ruben Amorin ရဲ့3421ကစားကွက်က Liverpool လို့အသင်းမျိုးနဲ့တွေ့တယ်ဆိုရင်တော့ကျွန်တော်တို့ဒါတံပြန်တိုက်စစ်တွေနဲ့ကောင်းကောင်းပြန်ပြီးတော့မှရင်ဆိုင်နိုင်ပြီမဲ့ ကယ်လို့ခန်းစစ်အားကောင်းတဲ့အတင်းတွေခန်းစစ်နဲ့ခန်းစစ်ကိုတော်တော်လေးဥမာပိတ်ဆို့ကစားတတ်တဲ့အတင်းမျိုးတွေနဲ့တွေ့ရင်ကျတို့ဂိုးပေါက်ပိတ်ဆို့မှုတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲအဲဒါဒီတစ်ချက်ကိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်။မီးပြောရူပန်အမော်ရင်ကလာမဲ့အပြောင်းရွှေ့ဈေးကွက်မှာပေါင်တန်းတရာဝင်းကျင်တန်ဖိုးရှိတဲ့ကစားသမားတွေနဲ့အတင်းကိုတင်အားပြည့်တင်ဖို့အတွက်ပြစ်မှတ်ထားနေတယ်လို့ကျွန်တော်သတင်းတွေကြားသိထားရတယ်။ ကောင်းပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ယူနိုက်တက်အသင်းနဲ့တော်ဖိုးနေရာ ရောက်ရှိဖို့ဆိုရင်ဒီအင်အားဖြည့်တင်းမှုတွေကတကယ်ကိုမှရည်ကြည်ပါတယ်လိုအပ်ပါတယ်ပြီးတော့ကျွန်တော်ယူနိုက်တက်အသင်းနဲ့ယခုရရှိထားတဲ့၃ဘွဲဆက်၅ဘွဲပေါ့နော်ဒီလိုရလက်တင်ကိုဆက်လက်ထိန်းထားနိုင်ဖို့ကလည်းရည်ကြည်ပါတယ်အနှစ်ချုပ်ပြောရမယ်ဆိုရင်မန်ချက်စတာယူနိုက်တက်အသင်းဟာနီးပြရူဘန်အမိုရီရဲ့လက်အောက်မှာ ရုံးကန်မှုတွေကနေပြီးတော့မှရလက်ကောင်းကြီးစီကိုဒါတဖြည်းဖြည်းနဲ့တော့ရောက်ရှိလာပြီလို့ဆိုရမှာဖြစ်ပါတယ်။ဒီရလက်ကောင်းဒီအရှိန်တွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့မှထိန်းထားနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့တော်စစ်နေရာလောက်ထိဒါဒီရာဒီကုန်ပြီးွားရင်တော့ရောက်ရှိသွားနိုင်တယ်ပေါ့နော်။ကိုလိုလိုအနေနဲ့ရောယူနိုက်တက်တင်နဲ့ဒီရာဒီမှာဘယ်အဆင့်လောက်ထိရောက်သွားနိုင်မလို့ထင်တယ်။ပြီးတော့နီးပြရူပန်အမ်ဘိုရန်ပေါ်ကိုယုံကြည်မှုရှိပါသလား။ မမှာမန်းလို့ရပါတယ်။ကြည့်ဘလုံးပွဲစဉ်တွေကို HD quality နဲ့ dial live ကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ကိုမမှာပေးထောက်ပြီးသားတဲ့ Telegram channel မှာလာရောက်ပြီးတော့မှာချစ်ရှုလို့ရပါတယ်ခင်ဗျာ။ဒီနေ့ကတော့ဒီလောက်ပါပဲ။ Bye bye ပါ။